မေရိကန်ဘုံချင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားခဲ့တဲ့နျူကလ িয়ার စခန်းတွေကိုအရင်ထက်ပိုမိုခိုင်မာပြီးအကောက်အောင်ပြန်လည်တည်ဆောက်ခံစခန်းရေအတွက်လည်းထပ်မံတိုးချဲ့သွားမယ်လို့အီရန်သမ္မတကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ဆုံးလကအစ္စရေးနဲ့အီရန်တို့ကြားစစ်ရေးပလီပခါမှာမေရိကန်ကနျူကလ িয়ার စခန်းတွေကိုဝင်ရောက်ပုံကျဲခဲ့တာကြောင့်အီရန်ရဲ့နျူကလ িয়ার သုတေသနစခန်းတွေဆူဆူရွရွထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။ ိုဝင်ဘာလ2ရက်နေ့မှာအီရန်သမ္မတမာဆုတ်ဘက်ဆက်ခန်းကနိုင်ငံရဲ့အရေးပါတဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့တွေ့ဆုံပြီးအီရန်ဆိုရအနေနဲ့ပျက်စီးသွားတဲ့နျူကလ িয়ার စခန်းတွေကို အရင်ကထက်ပိုမိုခိုင်မာပြီးဖျက်ဆီးဖို့မလွယ်အောင် တိဆောက်မယ်လို့ခရီးပေးခဲ့ပါတယ်နျူကလ িয়ার စခန်းတွေကိုပြန်လည်တိဆောက်မယ်ဆိုတဲ့အစီအစဉ်နဲ့ပတ်သက်လို့တော့အီရန်သမ္မတကပြောကြားသွားတာမျိုးမရှိပါဘူးနိုဝင်ဘာလ2ရက်နေ့မှာမီဒီကန်နဲ့အီရန်ကြား တန်တမန်ရေးရာဆွေးနွေးမှုတွင်ပြန်လည်စတင်ဖို့အိုမန်အစိုးရကဂျားဝင်ညှိနှိုင်းတောင်းဆိုပေးခဲ့ပြီးနောက်အီရန်သမ္မတကယခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။